်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရခိုင်ပြည်နယ်မောင်တောမြို့နယ်မှာမတ်လ16ရက်နေ့ကလူ9ယောက်တများတိုက်ခံရကဆက်လီပိုင်ရှင်ပြန်ပေးဆွဲခံခဲ့ရတယ်လို့အာရခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန DLEPS နဲ့ဤဆက်သူတွေစီကသိရပါဗျာ မောင်တောမြို့နယ်ကြောက်ပန်းတူရွာနီးကရခိုင်ရေးပိုင်နက်ထဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကနေရေနံစီဝယ်ပြီးပြန်လာသူတွေဓမြတိုက်ခံခဲ့ရတာလို့သိရပါဗျ။လူရဲသူတွေဟာဘုတ်အတွင်းကခီးသွား9ယောက်ကိုရိုက်နှက်နှိမ့်ဆက်ကရေနံစီ16ဂါလန်စံဘူးအလုံး30ဖုံး၄လုံးနဲ့စားနပ်ရိက္ခာတွေကိုဓညတိုက်လူယူခဲ့ပြီး6ယောက်ကိုပြန်လွှတ်ပေးခဲ့ကဆက်လီပိုင်ရှင်အသက်35နှစ်အရွယ်စော်လီမူလာကိုဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ DLEBS အနေနဲ့တ냐တိုက်ပြန်ပေးဆွဲသူတွေကိုအမြန်ဆုံးဖမ်းဆီးအေးအေးယူနိုင်အောင်လှုံ့ဆော်နေတယ်လို့ဤဆက်သူတွေစီကသိရပါတယ်ရှင်။မကွေးတိုင်းကံကောမြို့နယ်ကနှမ်းခါကြီးရွာမှာရှိတဲ့ကြေးလက်စေပေကံကိုမတ်လ22ရက်နေ့မနက်9:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးသူငယ်တွေကိုဝင်ဆောင်မိခင်တွေနဲ့ဆရာဝန်တွေအပါအဝင်12ယောက်ထပ်မံနေတိုက်ဆုံးခဲ့တယ်လို့ကံကောအခြေစိုက်တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျ။ ဘုံကျဲတိုက်ခိုက်ခံရတာကြောင့်ဒေသခံတွေကိုစံမကြီးစောင့်ရှောက်ပေးနေတဲ့ဆရာဝန်တယောက်သူရဲ့ဇနီးဖြစ်သူကိုဝင်ဆောင်မိခင်တယောက်နဲ့ကလေးငယ်9ယောက်အပါအဝင်တိဆုံးသူ12ယောက်ထပ်မံရှိခဲ့ကဒဏ်ရာရသူတွေလည်းရှိတယ်လို့သိရပါဗျ။နှံကားရွာမှာကျေးလက်ဆေးပေကံဖွင့်ပြီးပြည်သူတွေကိုဆေးကုပေးနေတဲ့အချိန်မှာစစ်ကောင်စီတပ်ရဲ့မိထီလာရှမ်းတဲလီတပ်ကတက်လာတဲ့လေရင်နဲ့ဘုံလာကျဲသွားတာလို့ကံကုန်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေကပြောပါဗျ။ စစ်ကောင်စီကလေကြောင်းထပ်မံတိုက်ခိုက်မှာကိုစိုးရိမ်ပြီးနှမ်းခါကြေးရွာအပါအဝင်ကြေးရွာ6ရွာကဒေသခံထောင်ချီဟာမတ်လ22ရက်နေ့ညနေပိုင်းထိဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့သိရပါပါတယ်ရှင်။ကရင်နယ်ခြားစောင့်တပ် BGF ကရွှေကုတ်ကိုမှကြားဖြတ်နှိမ်နှင်ရေလှုပ်ဆောင်နေပေမဲ့ Telegram group တွေမှာကြားဖြတ်အလုပ်ခေါ်စာတွေဇက်တိုက်ရှိနေပြီးဝေလင်ခိုင်းတွေမှာဆက်လက်လုပ်ကြိုက်သူတိတ်နေချီရှိနေပါတယ်။ဇွဲတစ်သတင်းပေးပို့ထားပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်ရွှေကုတ်ကိုမြို့သစ်စီမံကိန်းမှာလောက်ကင်နေကြတဲ့တရုတ်ငွေလင်ကြားဖြန့်ခိုင်းတွေကို ထိုင်းနဲ့မြန်မာတာဝန်ရှိသူတွေကစီမံချမ်းနဲ့နှိမ်နင်းတာတွေအတိအသီးလှုပ်ဆောင်နေပါဗျ။ခရီးနှကြားဆောင်တက် BGF ကကြားဖြတ်နေနေစီမံချက်အနေနဲ့နိုင်ငံပေါင်း30ကျော်ကနေလူကွန်ကူးရောင်းစားခံရသူအယောက်9000ကျော်ကိုသူတို့ရဲ့နေရနိုင်ငံတွေစီကိုအတုပ်လိုက်ခွဲပြီးနေစဉ်ပို့ဆောင်နေပါဗျ။လက်ရှိအချိန်ထိ Telegram group တွေမှာ ကြားပြန့်အလုတ်ခေါ်စာတွေဇက်တိုက်ရှိနေပြီးလစာကောင်းကောင်းမလုံးပေးကရွှေကုတ်ကိုအပါဝင်ရွှေထွေးကန်ဒေသတွေမှာပါအလုတ်ခေါ်စာတွေဆက်ရှိနေပါတယ်ခု Telegram group ပြပေါ်တော့ကြားပြန့်ခေါ်ဒီလုပ်ငန်းတွေကတော့အခုထိုင်းကနေတဆင့်အရင်တော့မြန်မာပြည်ဝင်နေအခုကတော့လာအိုတမ်ဘူရီယာရှိတဲ့ကနေမျိုးပေါ့နော်ဒီဒီဘက်ကို ဒီဘက်မှာပြဿနာဖြစ်ရင်တို့ဟိုဘက်မှာအကုန်လုံးကတို့မှာနေရာတွေအကုန်လုံးကချပြီးသားဖြစ်ထားပြီးသားပေါ့နော်တို့မှာ branch တွေအများကြီးရှိတယ်ဆိုတော့ဒီမှာအချိန်နေမကောင်းရင်တို့နောက်နေရာရှိမယ်နောက်နေရာရှိမယ်တို့မှာရွှေ့စရာနေရာတွေအများကြီးပေါ့လို့ဆိုတော့ငွေတွေတက်နိုင်တယ်ငွေတွေပေးနိုင်တယ်ပြီးတော့နိုင်ငံရေးမကောင်းတဲ့နိုင်ငံထဲမှာတို့အလုပ်လုပ်ရတာရမ်းအဆင်ပြေတယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုလိုလက်နဲ့အာကိုနေ အုပ်ချုပ်နေတဲ့ဒီစေအုပ်စုတွေဒီစစ်တပ်အောက်မှာလုံလုံနေတဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်တချို့တွေကတော့ဒါကိုလက်ခံပြီးတော့မှတရားဝင်ပေးလောက်တာကြီးရှိနေတယ်ဆိုတော့လေကျွန်တော်တို့ကြားသိနေရတယ်စုံစမ်းသိရှိရတယ်ပေါ့နော်ထိုင်းမြန်မာနယ်စပ်တလျှောက်ကြားဖြတ်ငွေလင်ကိုင်းတွေဟာပြီးခဲ့တဲ့2024နှစ်ကုန်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တရုတ်တရုတ်ဆောင်မင်းသားဝန်စင်းလူကုန်မှုခံရတဲ့အမှုအပြီးမှာ နိုင်ငံတကာရဲ့ဖိအားနဲ့ ဒေတာတွင်နိုင်ငံတွေပူးပေါင်းနေနေမှုဖြစ်လာခဲ့တာပါနိုင်ငံအစုံကလူကုန်ခံရသူတွေကိုအွန်လိုင်းငွေလိမ်ခိုင်းတွေက လူကုန်ကူးရောင်းစားတာအတမခိုင်းစီတာ ပြန်ပေးဆွဲတာညှင်းဆဲတက်ဖြတ်တာစတဲ့ရာဇဝတ်မှုတွေရှိတယ်လို့ငွေလိမ်ခိုင်းတွေကနေလွတ်မြောက်လာသူတွေစီကနေသိရပါဗျလက်ရှိပေါ်တော့ BGF မှာရှိနေတဲ့ဒီတပ်ဖြန့် လိန်လေခံရတဲ့လူတွေဒီချက်ဖြင့်လုံနေတဲ့လူတွေကအားလုံးတသိန်း2000နဲ့တသိန်းခွဲစီရင်ကိုတရုတ်ဆိုရကလည်းအတီးပြူထားတယ်လို့နောက်နိုင်ငံကသူတည်တနာလေအခမ်းအနားတွေရှိတယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်ချင်းအဖြစ်အခု BGF ပို့တာ9000 8000 maximum အားလုံး2000လောက်ဆိုရင်တော့မှနောက်ထပ်တသိန်းလောက်ကဂျန်နေသေးတယ်ဒီတသိန်းကိုသူတို့တွေကအာနီးမျိုးမျိုးနဲ့သူတို့ ထိန်းချောင်းပြီးတော့မှကာကွယ်ပေးတာတွေလို့ကျွန်တော်တို့ယူဆလို့ရပါတယ်။ထိုင်းမြန်မာနယ်စပ်ကအွန်လိုင်းငွေလိမ်ခိုင်းတွေထဲမှာအထမခိုင်းစစ်ခံရတဲ့နိုင်ငံပေါင်း30နီးပါးကလူပေါင်း9000ကျော်လွတ်မြောက်ခဲ့ပါတယ်။မြန်မာနိုင်ငံတွေကကြားဖြတ်ငွေလိမ်ခိုင်းတွေမှာနိုင်ငံအစုံကအထမခိုင်းစစ်ခံရသူတသိန်း2000ကျော်ရှိမယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပါတယ်။မဲခေါင်ဒေတာတွင်အွန်လိုင်းငွေလိမ်ခိုင်းတွေဟာနိုင်ငံတကာတားကောင်တွေစီကနေတနစ်ကို ဒေါ်လာ64ဘီလီယံလောက်ထိလိမ်ယူနေကြပြီးအဲ့ဒီငွေလိမ်လုပ်ငန်းတွေကိုတရုတ်နိုင်ငံသားတွေဥဆောင်လုပ်ကိုင်နေကြပါတယ်ခင်ဗျာကျွန်တော်ဇွဲတက်ပါ American စစ်တပ်ဟာပနမာတူးမြောင်းကိုအပြေအဝဝင်ရောက်ခွင့်ရရှိစေရေးအတွက်အခွင့်အလမ်းရှာဖွေနေတဲ့အစီရင်ခံစာတွေကိုအရေးစိုက်မနေဘူးလို့ပနမာသမ္မတဟိုဆေရာအိုမိုလီနိုကမတ်လ20ရက်နေ့မှာပြောကြားခဲ့ပါတယ်။ သတင်းမြစ်တွေအရအဲ့ဒီအချက်လက်တွေမှာနာမည်မျိုးရိုးအမည်တွေမပါရှိတဲ့အပြင်လက်မှတ်ရေးထိုးထုတ်ပြန်ထားတာမဟုတ်တာကြောင့်ရေးကြီးခွင့်ကျယ်လုံနေစရာမလိုဘူးလို့လည်းဆိုပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပနမားမှာရှိတဲ့အဓိကအရေးကြီးတဲ့ကမ္ဘာလုံးဆိုင်ရာသင်္ဘောလမ်းကြောင်းကိုပြန်ယူခြင်းကြောင်းထပ်ခါတလဲလဲခိုင်မာပြောဆိုခဲ့ပါရယ်တချိန်ထဲမှာပဲထရန့်ဟာပင်နဂွန်ကိုအဲ့ဒီရွေးချယ်မှုအတွက်အကဲဖြတ်ထားဖို့ညွှန်ကြားကြောင်းအမည်မဖော်လိုသူအမေရိကန်အရာရှိနှစ်ဦးကပြီးခဲ့တဲ့သတင်းမှတ်ကရိုက်တာသတင်းဌာနကိုပြောခဲ့ပါရယ် တူးမြောင်းဖြတ်တန်းခါကောက်ခံမှုမှာမြန်မာလွန်ပြီးတရုတ်ကထိန်းချုပ်ထားတာဖြစ်ကြောင်းထရန့်ကအထောက်အထားမရှိဘဲပြောကြားခဲ့ပါတယ်။ပနမတမရမိုလီနိုကတော့အဲဒီဆွဆွဲချက်နှစ်ခုလုံးကိုပယ်ချခဲ့ပြီးရေလန်းခရီးကိုတရားမျှတစွာနဲ့ပွင့်လင်းမြင်သာစွာစီမံခန့်ခွဲတယ်လို့ပြောဆိုခဲ့ပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမကတော့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။